အိန္ဒိယရဲ့ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့စစ်တွေးကြရတဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယနဲ့ပါကစ္စတန်အကြား တင်းမာမှုတွေမြင့်တက်လာတာကြောင့်နိုင်ငံခြားငွေလဲလှယ်ရေးနဲ့အတူတုံဈေးကစားတဲ့ကုန်သည်တွေကအခြေအနေကိုစိုးရိမ်နေကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။ AP 22ရက်ကကရှမီးယားဒေသရှိခီးသွွားတွေလာရောက်လေရှိတဲ့နေရာမှာစစ်သွေးကြတွေရဲ့တိုက်ခိုက်မှုကြောင့်အမျိုးသား26ဦးတေဆုံးခဲ့ပါတယ်။အဲ့ဒီဖြစ်ရဟာဆယ်စုနှစ်နှစ်စုနီးပါးအတွင်းအရက်သားတွေကိုပိတ်မတ်ထားတဲ့အဆိုးရွားဆုံးတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Fikram Misri ကတော့အဲ့ဒီတိုက်ခိုက်မှုမှာနေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့စစ်သွေးကြတွေပါဝင်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်အိန္ဒိယဟာပါကစ္စတန်နဲ့ချုပ်ဆိုထားတဲ့နှစ်ပေါင်း60တပ်တန်းရှိတဲ့မိရ ့မျှဝေတုံးဆွေးရေးစာချုပ်ကိုဆိုင်ငံခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုဖြစ်ပွားပြီးတရက်အကြာမှာအိန္ဒိယနိုင်ငံတုံးရူပီငွေကြေးရဲ့တန်ဖိုးဟာသတင်းနှစ်ပတ်အတွင်းအဆိုးရွားဆုံးအခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ AP24 ရမှာရူပီငွေကြေးတန်ဖိုးကျဆင်းသွားခဲ့ပြီးဒေါ်လာကို85.6625ရူပီအထိရှိခဲ့ပါတယ်။အဲဒီပြင်ဆွေးတွေ့ကြော်ဒီရဲ့တိုက်ခိုက်မှုကိုအိန္ဒိယအစိုးရရဲ့တုတ်ပြန်မှုအပေါ်စိုးရိမ်မှုတွေမြင့်တက်ခဲ့တာကြောင့်ဘန်လုံငှက်ရှင်တွေအတွက်စိတ်တော့ကရောက်စီခဲ့ပါတယ်။ရူပီငွေတန်ဖိုးရောကြမှုဟာသက်ဆိုင်ရာကဏ္ဍတွေအပေါ်ဘလောက်ထိအကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာကိုတော့အတိအကျသိရဖို့ခက်ခဲကြောင်းလည်းအမိမဖော်လို့တဲ့ ံလုံငန်းရှင်တို့ကပြောကြားခဲ့ပါတယ်။